တရုတ်သမီးကိုဒရီနဲ့ထွေးပြီးဂုံဖြူရတဲ့ထူးခြားတဲ့အာဖရိကကဒလိမင်္ဂလာပါယူသန်အန်တိန်မန်ပရိသတ်ကြီးကဘာပေါ်မှာနေရာဒီသားလိုက်လက်ထက်ထိမ်းရခြင်းဆိုင်ရာဒလိထုံးတဲ့နေဟာအမျိုးမျိုးကွဲပြားကြရဲဆိုတာကျွန်တော်မပြောရင်တော့သိကြမှာပါအနောက်တိုင်းမှာတရုတ်သမီးကိုနန်းနာလက်ဝိရတနာရီပေးခြင်းနေဟာအစင်လာဖြစ်ပေမယ့် အာဖရိကတိုက်ကင်ညာနိုင်ငံနဲ့တန်ဇန်နီးယားနိုင်ငံတို့မှနေထိုင်ကြရင်မာဆိုင်းတိုင်းရင်းသားလူမျိုးစုရဲ့မင်္ဂလာပွဲတလေးတစ်ခုကတော့ကဘာကြီးကိုအံ့အားသင့်သွားစေခဲ့ပါသည်။အဲ့ဒါကတော့ဒရီသမီးကိုဒရီနဲ့ထွေးပြီးဂုံပြူခြင်းလို့ခေါ်ရင်းရိုးရဒလီဇန်တစ်ခုပဲဖြစ်ပါသည်။ဒီလိုထူးခြားစံပြပြီးတော့အမြင်အားဖြင့်ရိုင်းနေလို့ထင်ရတဲ့ဒလီနောက်ကွယ်မှာမာဆိုင်းလူမျိုးတွေရဲ့နတ်နေတဲ့ယုံကြည်မှုတွေနဲ့ဆန္ဒပြုခြင်းတွေပါဝင်နေပြီးဘာရီလဲဆိုတာလေးလာကြည့်ကြရအောင်ပါ။ မာဆိုင်လူမျိုးရဲ့မင်္ဂလာပွဲမှာသတို့သမီးဖားခင်ဖြစ်သူကသမီးဖြစ်သူကိုဆုတောင်းပေးတဲ့အနေနဲ့သတို့သမီးရဲ့ဦးကောင်းတဲ့ရင်ဘတ်ပေါ်ကိုတရေထွေးရလေးရှိပါသည်နိုင်ငံတကာကလူတွေအတွက်ဒီအပြုမှုဟာအလွန်ရိုင်းဆိုင်ပြီးလေးစားမှုမရှိတဲ့လောက်ရလို့လည်းထင်နိုင်ပေမယ့်မာဆိုင်ရင်ကျေးမှုမှာတော့တရေထွေးခြင်းဟာလေးစားမှုကံကောင်းခြင်းနဲ့ဆန္ဒပြုခြင်းရဲ့အမြင့်မြတ်ဆုံးသင်္ကေတတစ်ခုဖြစ်ပါသည်သူရဲ့ယဉ်ကျေးမှုအရဒရေထွေးခြင်းဟာဆင်းရဲဒုက္ခနဲ့ကံဆိုးခြင်းတွေကိုမောင်းထုတ်ပေးပြီးကောင်းကြီးမင်္ဂလာတွေယူဆောင်လာပြီးတယ်လို့လည်းယုံကြည်ကြပါသည် ဒီဓလေးကိုလှုပ်ဆောင်ရခြင်းရဲ့အခြားသောအထိပ္ပယ်တစ်ခုလည်းရှိပါသေးတယ်။အဲ့ဒါကတော့သရိုသမီးကိုချောမောလွန်းခြင်းမှကာကွယ်ရန်ဆိုတာပါ။မာဆိုင်လူမျိုးတွေမှာထူးခြားတဲ့ရိုးရာဓလေးတစ်ခုရှိပါသေးတယ်။အဲ့ဒါကဘာလဲဆိုရင်တော့တစ်ခုခုကိုအလွန်အမင်းချီးကျူတာဒါမှမဟုတ်လှပလွန်းတယ်လို့သတ်မှတ်ခံလိုက်ရရင်နတ်ဆိုးရဲ့မနာလိုမှုကိုခံရပြီးကံဆိုးသွားစေတယ်လို့ယုံကြည်ကြပါသည်။ဒါကြောင့်မလို့သရိုသမီးရဲ့ဖခင်ဟာသမီးဖြစ်သူအနေနဲ့မင်္ဂလာဝတ်ဆောင်နေတဲ့အရန်လှနေရင်သူ့ရဲ့ငွေရုပ်ခံနဲ့ မင်္ဂလာပွဲရဲ့အလှနဲ့ပေါင်းပြီးတအားကြည်ကောင်းသွားရဆိုရင်အဲ့လိုမျိုးလှပနေမှုကြည်ကောင်းမှုတွေကိုဖျက်ဆီးဖို့အတွက်တမီးရဲ့အလှကိုတရေထွေးပြီးတော့မကောင်းဆိုးဝါးတွေမမြင်အောင်ဒါမှမဟုတ်မနာလိုမှုတွေမဖြစ်အောင်ဖုံးကွယ်ပေးလိုက်တာဖြစ်ပါလိမ့်။ဒါဟာတမီးဖြစ်သူကိုကာကွယ်ပေးတဲ့ဖခင်ရဲ့နှွေးထွေးတဲ့မြေတားကိုပေါ်ညွှန်းနေတဲ့ရိုးရာဓလေးတစ်ခုလို့ပြောရမှာပါ။ဒီလိုနဲ့မင်္ဂလာပွဲပြီးတဲ့အခါမှာသရိုသမီးဟာကြေးရွာကိုဆုံးခွာပြီးသရိုသားရဲ့နေအိမ်ကိုလိုက်ပါသွားရပါလိမ့် ထွက်ခွာချိန်မှာသရိုသမီးဟာဘယ်တော့မှနောက်ကိုပြန်လှည့်ကြည့်ခြင်းမပြုရဆိုတဲ့ဒလီကိုလည်းကျင့်သုံးရပါသည်။ဘာလို့လဲဆိုတော့နောက်ပြန်လှည့်ကြည့်လို့ရှိရင်ကြောက်တုံးအဖြစ်ပြောင်းလဲသွားနိုင်တယ်လို့မာဆိုင်လူမျိုးတွေကထပ်ပြီးတော့ယုံကြည်ကြပြန်လို့ပါပဲ။ဒီလိုတင်းကျပ်တဲ့ဒလီတွေဟာသရိုသမီးကိုမိဘနဲ့မွေရဲ့မျိုးကိုစွန့်ခွာစေပြီးခင်မွန်းတဲ့ရဲ့မိသားစုနဲ့အသည့်ဘဝစတင်ခြင်းကိုသာအာရုံစိုက်စေဖို့အတွက်တင်ကြားပေးတဲ့နီးစနစ်တစ်ခုဖြစ်ကြောင်းကိုလည်းဒလီထုံးတဲ့စင်နာရီနဲ့ပတ်သက်တဲ့ပညာရှင်တို့ကဆိုထားပါသေးတယ်။ အချုပ်အားဖြင့်ပြောရမယ်ဆိုရင်မဆိုင်လူမျိုးတွေကသရိုသမီးကိုသရေနဲ့ထွေးတာဟာတမင်ညင်းညက်ပတ်ပတ်ဖြစ်အောင်လုပ်တာမဟုတ်ဘဲနတ်ဆိုးရီရဲ့ရန်ကကာဝယ်ပေးတာဖြစ်ပါရည်။ဒီကလေးဟာကဘာပေါ်ကမတူညီတဲ့ယဉ်ကျေးမှုဒလိတွေကိုလေးစားဖို့အတွက်လည်းသင်ကန်းစာပေးနေတာဖြစ်ပါရည်။အပြင်းပန်းတဲ့ရန်ရထူးဆန်းနေပေမဲ့ဒီကလေးဟာချစ်ချင်းမြတ်တာကံကောင်းခြင်းဆူတောင်းခြင်းနဲ့ကာဝယ်ဆောင်ရှောက်လူတဲ့ဆန္ဒတွေကိုပေါ်ပြနေတာဖြစ်ပါရည်။ဒီလိုရိုးရအမွေနှစ်တွေကပဲကမ္ဘာယဉ်ကျေးမှုကိုပိုပြီးထူးခြားစမ်းကြယ်စေတယ်လို့ပြောကြရင်မဲ့ညီကောင်ချုပ်လိုက်ပါရခင်ဗျာ။ 嗯。<music>